ပင်မကျောင်းသားတပိတ်နဲ့ပိတ်ဆို့ထားတဲ့ရဲတို့ကြားမှာအပြန်အလှန်လုံခြုံရေးစည်းယူထားတော့တွန်းထိုးနေစဉ်ဒီမနေ့7နှစ်ခွဲလောက်မှာကျောင်းလူတယောက်အရိုက်ခံခဲ့ရပါတယ်ရဝင်းဆန်ကဖြစ်ခဲ့တော့ကရဲတွေဘက်ကနံပါတ်တော့၃၀တိုးရဲလုံခြုံရေးဘက်ကထွက်ကြလာတဲ့ဂုံးဒီတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအချိန်ကနှစ်ဖက်အပြန်အလှန်လုံခြုံရေးစည်းယူရမှာတစ်ဖက်ကရဲမေတွေကိုအများဆုံးရှေ့တန်းမှာနေရာယူထားသလိုပဲတစ်ဖက်မှာလည်းကျောင်းလူတွေကမျက်နှာချင်းဆိုင်လုံခြုံရေးစည်းယူထားကြပါတယ် အဲ့ဒီနောက်လုံချုံရေးစီးယူထားတဲ့ရဲမေတွေနောက်ဆုတ်ပြီးတော့ရဲတပ်တွေကရှေ့တန်းနေရာယူထားတာပါကျွန်းကလေးပဲထွက်တဲ့ကျွန်းကလေးတရားထိတ်မှာရဲကားတွေရဲတွေပိတ်ဆို့ထားပြီးနေ့လယ်၁၂နာရီကျော်လောက်မှာရဲတပ်ရင်၁၀ကအတိကယုံနေနေရေးတနတ်တွေနံပါတ်တုပ်တွေကင်ဆောင်ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေထပ်မံရောက်ရှိလာပြီးအင်အားထပ်မံဖြစ်တင်းနေပါတယ်လောလောဆယ်နေ့လယ်၁၂နာရီခွဲတိအချိန်နေရတော့ရဲတပ်ဖွဲ့ကကျောင်းသားတွေမထွက်နိုင်အောင်လမ်းဘေးတစ်ဖက်ကဝင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီးကျောင်းသားစစ်ကြောင်းကထိုင်ပိတ်ပြုလုပ်နေပါတယ်ဟုတ်ဟုတ် ဒီကြောင်းလာနေတာဒီလားဒီလားရှိတယ်ဘလာအတွေ့ဘူးလေတို့ဆင်ပြွေးနေတယ်ကျွန်တော်တို့အဲ့လိုပုံစံလုံးဟဲ့လူလေးထိုင်နေပါထိုင်နေပါထိုင်နေပါဘာလို့လို့ထိုင်နေပါစစ်ကြောင်းတဲ့အတူဝင်းရလိုက်ပါလာတဲ့တန်ဃာတော်တွေကလည်းအသားစီတွေကိုဖယ်ရှားမပေးတဲ့အတွက်အဆန်ငတ်ခံဆန္ဒပြနေပါတယ်ရဲတွေကလည်းမထွက်နိုင်အောင်လမ်းဘေးတစ်ဖက်ကိုဝင်းရပိတ်ဆို့ထားပြီးကျောင်းသားတွေကို6နာရီအတွင်းလူစုခွဲဖို့ပြောဆိုထားပါတယ်ကျောင်းသားတွေခေါင်းဆောင်တောင်းရဟာရန်ကုန်ကိုခြေတက်ရွေးတဲ့တောင်းဆိုထားတဲ့အချက်၈ချက်နဲ့ပတ်သက်လို့ ကိုးတိုင်းနယ်လုံးဝင်ကြီးနဲ့ဆွေးနွေးခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အတွက်ခြေတက်ကြတာလည်းဖြစ်ပါတယ်။တို့ကဒီအရှိမတန်ခါတော်ကြီးကဟိုမှာဆုံးမှာအဆက်ခံစားနေပြနေတော့ညီမတို့ကကာကွယ်ပေးဖို့ဆိုတော့မိန်းကလေးအရှိမထွက်ပြီးမှနေနေတယ်။အ အဲအနောက်ကတက်ဦးကလည်းတက်ကောင်းကိုအကောက်ခွဲပေးဖို့တက်လာတယ်အဲ့ဒါကိုကျွန်တော်တို့ဖောက်ထမယ်ထင်းလို့လားသူတို့ကဘလို့အနေထားမျိုးတွေးွားလဲတော့မသိဘူးသူတို့ဘက်ကရှင်းငါလုံးရင်းနဲ့တိုးလာတယ်ကျွန်တော်ကပြောလိုက်တယ်ဟောကတိုးကြမလို့ဒီဘက်နားမှာရှိတာကြောင်းသားတွေကြီးပဲအဲ့လိုပြောတာမရအောင်သူတို့ဘက်ကအလုံးရင်းနဲ့ဝင်တိုးတော့ကျွန်တော်တို့ဘက်ကကြောင်းသားကြီးကသူတို့ရန်လောက်တာဟုတ်ကျွန်တော်ကတိုးကြမလို့ဆိုတဲ့ကြောင့်သူတို့ပြောရဲလက်ကကြီးလည်းပြောရဲဇက်လည်းပြောရဲအဲ့ဒါကိုသူဘက်ကကနမတုံတုံဝင်ရိုက်တယ်ရိုက်ရိုက်ဆောင်ဝင်ရိုက်တယ်ကျွန်တော်တို့ကပြောရိုက်ချင်မလို့ဒါရိုက်ချင်မလို့ပြောတယ် အဲ့အဲ့ခါဟိုဒီဘက်ကချောင်းထားခေါင်းဆောင်တွေရောဟိုဘက်ကရောက်လာတဲ့ခါကျမှနည်းနည်းငြိမ်းချသွားတဲ့အချိန်မျိုးမှရှိသွားတာ